င်္ဂလာပါခင်ဗျရန်ကုန်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။လာရှုံမြို့ကအချက်ဖတ်စစ်ကောင်စီရဲ့ရမကတိုင်းစစ်ဌာနချုပ်ကြီးကြာသွားတဲ့အချိန်စစ်ကောင်စီပြောခွင့်ရအချက်ဖတ်ဇော်မင်းထွန်းပြောသလိုရမကတိုင်းမူဗိုလ်ချုပ်ဇိုတင်အပါဝင်အရာရှိတွေကရွတ်ရွတ်ချွန်ချွန်အစွမ်းကိုခုခံခဲ့တာမျိုးမရှိပဲတိုင်းမူဗိုလ်ချုပ်ဇိုတင်ဟာအဖြူရောင်အင်ဂျီပါဝတ်ထားပြီး MNDAA ပူပေါင်းတပ်တွေစီမှာအေးအေးဆေးဆေးလက်နက်ချအဖမ်းခံလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ကအမှတ်3လမ်းမပေါ်မှာကျပ်ဖက်စကောက်စီတက်တဲ့ရဲတွေကကားတွေကိုဆဲဆိုဖမ်းဆီးပြီးဝင်ကြည့်အတင်းအဓမ္မချိန်ချောက်ကောက်ခံနေကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့လာရှိုမြို့ကအကျပ်ဖက်စကောက်စီရဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးကြာသွားတဲ့အချိန်စကောက်စီပြောခွင့်ရအကျပ်ဖက်ဇော်မင်းထွန်းပြောတယ်လို့ သူတို့ရဲ့ရမခတိုင်းမှုဘိုးချုပ်စိုးတင်အပါအဝင်အရာရှိတွေကရွတ်ရွတ်ချွန်းချွန်းအစွမ်းကုန်ခုခံခဲ့တာမျိုးမရှိပဲတိုင်းမှုဘိုးချုပ်စိုးတင်ဟာအဖြူရောင်အင်ဂျီပါဝစ်ထားပြီး MNDA ပူပေါင်းတက်တွေစီမှာ AA စစ်စစ်လက်နက်ချအဖမ်းခံလိုက်တာဖြစ်တယ်လို့သိရပါတယ်အဲဒီလာရှုံမျိုးကစစ်ကောင်စီရဲ့အရှိမြောက်တိုက်စစ်တပ်နာချုပ်ကြီးကြဆုံခဲ့တဲ့အချိန်စစ်ကောင်စီပြောခွင့်ရအကြမ်းဖက်ဇော်မင်းထုံးကသူတို့ရဲ့ရမခတိုင်းမှုဘိုးချုပ်စိုးတင်အပါအဝင်အရာရှိကြီးတွေကရွတ်ရွတ်ချွန်းချွန်းအစွမ်းကုန်ခုခံခဲ့ကြတယ်ဆိုပြီး ဗီဒီယိုနဲ့တကွပြောဆိုသွားပြီပဲလက်တွေ့မှာတော့အဲ့ဒီလိုမဟုတ်ပဲသူတို့ရဲ့လာရှိုးရမခတိုင်းမှုဘိုးချုပ်စွတ်တင်တဲ့အရာရှိတွေဟာ MNDAA တပ်တွေစီမ AA စစ်စစ်လက်နက်ချအဖမ်းခံလိုက်တာဖြစ်တယ်လို့သိရပါတယ်ဒါနဲ့ပတ်သက်ပြီး MNDAA တပ်တွေကလက်နက်ချအဖမ်းခံခဲ့တဲ့သူတွေကိုဗီဒီယိုရိုက်ထားတဲ့အထက်မှာဆိုရင်လေအဲ့ဒီလာရှိုးရမခတိုင်းမှုဘိုးချုပ်စွတ်တင်ဆိုသူဟာအင်ကြီးအဖြူကိုပါဝတ်ဆင်ထားပြီးသူ့လက်အောက်ခံအရာရှိစစ်သည်တွေနဲ့အတူ MNDAA ဥဆောင်တဲ့မဟာမိတ်တပ်တွေစီမှာ အေးအေးဆေးအတာကြီးပဲလက်နက်ချအဖမ်းခံခဲ့တာကိုလည်းတွေ့ရတဲ့အတွက်စစ်ကောင်စီပြောခွင့်ရအကြံဖက်ဇော်မင်းထွန်းပြောသလိုသူတို့ရဲ့ရမခတိုင်းမှုအပါဝင်အရာရှိကြီးတွေကရန်သူကိုအစွမ်းကုန်ရွရွချွန်ချွန်ခုခံခဲ့တယ်ဆိုပြီးပြောဆိုသွားတာဟာလက်တွေ့မှာတော့အဲ့ဒီလိုမဟုတ်ဘူးဆိုတာကိုတိထားရသလိုရုပ်တံဖိုင်မှတ်တမ်းတွေအရာလဲတွေ့မြင်နေရပြီလာရှိုမှာလက်နက်ချခဲ့တဲ့စစ်ကောင်စီတပ်သားတွေနဲ့မိသားစုတွေဟာလည်းထောင်နဲ့ချီရှိတယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ ရန်ကုန်မြို့မင်္ဂလာတုံးမြို့နယ်ကအမှတ်3လမ်းမပေါ်မှာအကြံဖက်စကောင်စီတက်တဲ့ရဲတွေကကားတွေကိုဆဲဆူဖမ်းဆီးပြီးငွေကြေးအတင်းအမချင်းချောက်ကောက်ခံနေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အကြံဖက်စကောင်စီတက်သားတွေနဲ့ရဲတွေကအဲ့ဒီမင်္ဂလာတုံးမြို့နယ်အမှတ်3လမ်းမပေါ်မှာနေ့စဉ်ဆိုသလိုမနက်6နာရီကနေ10နာရီအတွင်းနဲ့ညနေ၄နာရီကနေ9နာရီအတွင်းဖြတ်သန်းသွားလာနေတဲ့ကားတွေကိုအကြောင်းမဲ့ဆဲဆူဖမ်းဆီးပြီးအတင်းအမချင်းချောက်ကောက်ခံကြတွေလုပ်နေတယ်ဆိုပါတယ်။ အဲ့ဒီမင်္ဂလာတို့အမှတ်3လမ်းမပေါ်မှာစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေရှိတဲ့အချိန်ဆိုရင်ကားအသေးတစ်စီးကိုငွေကျပ်9000နဲ့ကားအကြီးတွေဆိုငွေကျပ်1000ကျပ်အကြောင်းမဲ့ပေးရပြီဒါမင်းနဲ့စီဇန်6နဲ့ရွှေမိုး KTV 6တွေမှာဆို KTV နဲ့ဘီယာဝင်တောက်လိုက်ထွက်လာပြီးတွေ့သမျှကားတွေကိုပတ်စံတောင်းလိုက်နဲ့စစ်သားတွေရဲတွေနဲ့အတူပြူစော့တီတွေပါပါလာတဲ့အတွက်ကားတိုင်းလိုလိုကိုပြဿနာရှာဆဲဆိုပြီးတော့တောင်းရန်ဓာတ်တွေအထိဖြစ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိအကြပ်ဖက်စစ်ကောင်စီက ရခိုင်မြို့မှာလုံခြုံရေးအကြောင်းပြပြီးငွေကြေးချင်းချောက်တောင်းရန်ဓာတွေပြည်သူတွေပေါ်အနိုင်ကျင့်ပြိနှိပ်ဓာတွေ exists ဖန်စီဓာတွေနဲ့ပေါ်တာဆွဲဖန်စီဓာတွေကိုပါဇက်တိုက်ဆိုသလိုလှုပ်ဆောင်လာနေတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့အချမ်းပတ်စကောင်းစီအတွက်လက်နက်ခဲရတဲ့စစ်ပတ်ဆိုင်ရာပစ္စည်းတွေအဓိကတည်ယူနေတဲ့ရန်ကုန်မန္တလေးယထာလမ်းပိုင်းမှာမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးစစ်ကောင်းစီတပ်သားနဲ့ရဲတွေလိုက်ပါလာတဲ့လုံခြုံရေးကင်းလက်ယထာတိတ်မောက်သွားတယ်လို့မြစ်ထသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဩဂုတ်လ15ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းဖက်စကောင်စီအတွက်လက်နက်ခဲရန်နဲ့စစ်ပဆိုင်ရာပစ္စည်းတွေအဓိကတည်ယူနေတဲ့ရန်ကုန်မန္တလေးရထားလမ်းပိုင်းကဟျူးမျိုးနဲ့ညောင်လေးပင်ဘူတာကနေအချမ်းဖက်စကောင်စီတပ်သားနဲ့ရဲတွေလိုက်ပါလာတဲ့လုံခြုံရေးကင်းလှည့်ရထားကိုတော်လိုင်းရေးတပ်တွေကမိုင်းတိုင်တရာပုံးစနစ်အရောက်မှာမိုင်းဆွဲတိုက်ခတ်ခဲ့တဲ့အချိန်ရထားတွဲပါတိမ့်မောက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောင်စီရဲ့လုံခြုံရေးကင်းလှည့်ရထားတိမ့်မောက်သွားပြီးတဲ့နောက်စကောင်စီဘက်ကရထားလမ်းတစ်လျှောက်လုံခြုံရေးတွေတိုးမြှင့်ချလာပြီး ယထာခီစဉ်တချို့လဲယာယီရက်ဆိုင်ထားတယ်သိရပါတယ်ခင်ဗျဒီတခါတင်းနိုင်တိုင်းပတ်မှာတော့တင်းနိုင်မြို့နယ်မှာရှိတဲ့ယတာပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအချမ်းဖက်စကောင်စီတပ်ကလေကြောင်းကနေနှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ဘိတ်ခရိုင်ပြည်သူကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတည့်ရတာဝန်ရှိသူတို့ကရင်ကုန်ခစ်တွေကိုပြောပါတယ်ဩဂုတ်လ14ရက်နေ့ကပဲတင်းသားကြီးမြို့နယ်မှာရှိတဲ့ရတပြည်သူတွေနေထိုင်ရာ6မိုင်ခြေရွာကိုအကြံဖက်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်ဖျက်ဆီးသွားတယ်ဆိုပါတယ် ်အလားတူအော်လာဆန်ငါးရဲ့နေမှာလဲစင်ကောင်းရွာနဲ့ကနန်းကွင်းချေးရွာတွေကိုပါယသပြည်သူတွေနေတဲ့နေရာမှန်တိတိကြီးနေအကြံဖက်စစ်ကောင်စီတက်ကတိုက်လျင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်ဖြက်စီးသွားသေးတဲ့အပြင်စစ်ကောင်စီတက်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပဲပြည်သူတွေရဲ့နေအိမ်တွေလဲပျက်စီးထားတယ်လို့ဗိတ်ခန်ပြည်သူကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတည့်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ မြန်မာတိုင်းနိုင်ငံလုံးမှာစသုံးစီဈေးနှုန်းတွေထက်မှန်မြင့်တက်သွားပြီးစီလက်လို့တလောက်ဝယ်ယူလို့မရသေးသလိုစီဆိုင်တွေမှာကြိတ်ကြိတ်တိုးတန်းစီဝယ်ယူနေရတုံဖြစ်တယ်လို့ရန်ကုန်မြို့နယ်ကာသမတအုပ်ကပြောပါတယ်လက်ရှိရန်ကုန်မြို့မှာဆိုရင်ဒီကနေ့ဩဂုတ်လ16ရက်နေ့မနက်အစောပိုင်းမှာပဲပြည်သူတွေဟာစသုံးစီရဖို့မနေ့ညကတည်းကစီဆိုင်တွေရှေ့မှာကားတန်းရှေ့ကြီးတွေနဲ့တန်းစီစောင့်နေရသလိုဒီကနေ့မနက်6နာရီလောက်မှာစီစပေးပြီမယ်ကားတစ်စီးကိုအကန့်အသတ်နဲ့သာရောင်းပေးပြီး စီဈေးကလည်းပုံမှန်ထက်တလီတာကိုငွေကျပ်150နှုန်းဈေးနှုန်းထက်တက်သွားတယ်လို့ဆိုပါတယ်အချမ်းပတ်စကောင်စီကတော့စက်သုံးစီတင်မောတွေရန်ကုန်စိတ်ကမ်းမှာစိုက်ကပ်နေပြီးဆိုပြီးတော့သာပြောနေတယ်လို့ဘ ਹੁ ဘံကလည်းစီလုံငန်းရှင်တွေအတွက်အမေရိကန်ဒေါ်လာတန်တရာထုတ်ရောင်းပေးမယ်ဆိုပြီးသတင်းထုတ်ပြန်ထားပေမယ်လက်ရှိဒီကနေ့ဩဂုတ်16ရက်နေ့အထိတော့နိုင်ငံတော်ကစက်သုံးစီပြက်လက်မှုတွေဟာအကြီးအကျယ်ကြုံနေရတော့ဖြစ်တယ်လို့ပြည်သူတွေဟာလည်းစက်သုံးစီရဖို့စီဆိုင်တွေမှာနေ့စဉ်ကာဒန်ရှေကြီးတွေနဲ့ညအိတ်ဆောင်ပြီးတော့ကိုတန်းစီနေရတော့မယ်လို့ ဒေတာကန်ပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ